တမတော်အနေနဲ့ဧပယ်လ၂ရက်နေ့နေ့20ရက်နေ့ထိပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတဲ့အချိန်မှာ EAO များအနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတာကိုအခွင့်ကောင်းယူပြီးတမတော်စခန်းများပြည်သူလူနေအိမ်ခြေများရပ်ကွက်များကိုတိုက်ခိုက်လျက်ရှိပါတယ်။ KIA အနေနဲ့ဧပယ်လ23ရက်နေ့ည10:00နာရီလောက်မှာဗမော်မင်းလာရပ်ကွက်မှာရှိတဲ့လူနေအိမ်ခြေတွေနဲ့တမတော်ရဲ့ ကင်းစခန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ KNPB KND ရဲ့အနေနဲ့ဧပြီလ23ရက်နေ့မနေ့9နာရီမှာဘော်လကဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကိုဒရုန်းနဲ့လာရောက်တိုက်ခတ်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ဧပြီလ12ရက်နေ့ည12နာရီအချိန်လောက်နဲ့ဧပြီလ23ရက်နေ့ည9နာရီခွဲလောက်မှာ ထိထစခန်းကိုဒရုန်းအနေနဲ့ဒရုန်းအနေနဲ့လာရောက်တိုက်ခတ်ခဲ့ပါတယ်။ဒရုန်း90ကျော်လောက် လာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ဧပြီလ23ရက်နေ့နေ့လယ်တနအိခွဲမှာမြင်းမူအလကပ်ပမှာ PDF အဖွဲ့တွေကဒီအလကပ်ပကြီးရွာမှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။အလားတူစလင်းဘက်မှာလည်းညနေ၄နာရီခွဲလောက်မှာတိခောက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပြစ်ခတ်ကြောင်းတွေ့ရှိရပါတယ်။